နကဒီလေမုတ်ဒုတိယပေါ့နော်ခုနကကျွန်တော်တို့ဒီကြေးရွာဦးလေးတယောက်ဟိုမုတ်ပြသွားတဲ့ဒီဒုတိယလေးပေါ့ဒီဒုတိယကတော့ကျွန်တော်တို့ပိုတိုင်းသားများရဲ့ဟိုးရှေးရခင်ကလေးကဘာပစ္စည်းကြိယာမှမရှိတဲ့အချိန်ကလေးကဒီဝါးတွေနဲ့ဒါထွင်းလုတ်ထားတဲ့ဒုတိယတမျိုးပေါ့နော်ပိုးလို့ကြတော့ကွာလို့ခေါ်ပါတယ်ဗျဒီกว่าကိုသူအတန်လေးပါတွေထွက်လာအောင်ပစ္စည်းတမျိုးလဲလိုတယ်ဒါအစည်းတမျိုးပေါ့နော်ဖျောင်းပုံစံမျိုးတမျိုးပေါ့ twin on ဟိုပိုးကောင်လေးပေါ့နော်ဘာမှလို့ကျွန်တော်မပြောတတ်တဲ့အတွက်ကြောင့်ဒါ twin on ပိုးကောင်တစ်မျိုးရဲ့အတိုက်ကနေရလာတဲ့အစည်းတစ်မျိုးပေါ့နော်ဒါလေးကိုအသုံးပြုပြီးမှပဲဒါဟိုဒီ twin ထားတဲ့ဟာမှသူကအတန်တွေပါတွေထွက်လာပါတယ်ဒါကြတော့ဒါပိုးအိုးများအရင်တုန်းကဟိုရှေးရှေးတုန်းကအသုံးပြုလာတဲ့ဟိုกว่าดุริยะตัวမျိုးပါဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ပိုးတိုင်းသားများရဲ့ဒီရိုးရာဒุริยะကတော့အမျိုးမျိုးရှိပါတယ်ခင်ဗျာအမျိုးမျိုးဆိုတာက ိုးယခင်ခေတ်ကတည်းကဒီနေ့ထိပေါ့နော်ဒီကျွန်တော်တို့ရဲ့ဟိုတုံးပြူနေတဲ့ရိုးရာသူရာတွေကတော့ကျွန်တော်တို့မောင်ဆိုင်ကြီးတွေအဘုံရှည်တွေပေါ့နော်ထုံထင်းလို့ခေါ်တဲ့ဘုံတူတွေရော ပြီးတော့မှကျွန်တော်တို့ဒီဟိုပါပေါ့ဟိုလက်ဆွဲပါကြလို့ခေါ်တဲ့ခရာတွေအေးရောပေါ့နော်အများကြီးရှိပါတယ်ကျွန်တော်တို့ပလွေတွေပေါ့နော်အကျနဲ့ဟိုဟိုအခုခေါ်တဲ့ဂီတာအဲအဲ့ဒါတွေလည်းဟိုရှိပါတယ်ဒါပေမဲ့အခု ။မကကျွန်တော်ပြောပြချင်တဲ့ဒူဒီယာအကြောင်းကတော့ဒီလက်ဆွဲပါကြာခါရဆိုတဲ့အကြောင်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီလက်ဆွဲပါကြာကတော့ဒီလို ကျွန်တော်တို့ပိုးတိုင်းရင်းသားတွေဟာသူကတောင်ယာလုပ်ငန်းတွေအများစုလုပ်ကြတယ်။ဒီလေယာလုပ်ငန်းတောင်ယာလုပ်ငန်းတွေအများစုလုပ်ကြတယ်။ဒီလေလေတော့တဲ့တောင်ရတွေသွားတဲ့အချိန်မှာ ကျွန်တော်တို့ဒီပေါင်းမွင့်ကျင်မှာရှိတဲ့ဒီဟိုတည့်ရွက်တန်လေးတွေ ပြီးတော့ဟိုမျက်ကလေးရဲ့အတန်လေးတွေကိုအဲ့ဒါယူပြီးတော့မှဟိုလေချွန်တဲ့ဒလိတခုရှိတာပေါ့နော်သူကလေလေးပါလေချွန်တဲ့ဒလိတခုရှိတယ်ဆိုတော့အဲ့ဒီလေချွန်ချွန်နဲ့ဘာဖြစ်သွားလဲဆိုတော့လေချွန်ရင်းနဲ့ကျွန်တော်တို့ဝါးကိုအတုံးပြုတ်ပြီးတော့ပလွေဆိုပြီးတော့မှအဲ့လိုတဆက်ပြန်တက်တာပေါ့နော်ဆိုတော့အရင်လုံးကကျွန်တော်တို့ဟိုရခင်တော့ကကျွန်တော်တို့ဒီပိုးတိုင်းသားတွေကဒီကုံတွယ်ရေးလုပ်တဲ့နေရာမှာဟိုဝင်တင်နွားလို့ခေါ်တဲ့ ဟိုဖို့တန်းဝန်တင်နွားနဲ့သူကအကုန်တွေမှုလုပ်ပါတယ်ဒီတောင်ပေါ်ဒေတာနေပြီးတော့မှဟိုမြေပြန်ဒေတာဟိုရန်ကုန်စစ်ကမ်းပေါ့နော်အဲ့ဒီတန်လင်းမှာအဲ့ဒီကုန်တယ်မှုလုပ်ပါတယ်ပိုးတိုင်းသားတွေဒီဝန်တင်နွားတွေနဲ့ကုန်တွေမှုလုပ်တဲ့အချိန်မှာဒီလမ်းသွားတဲ့အချိန်မှာသူကပလွေလေးတွေနဲ့ပေါ့နော်အဲ့လိုတထောင်နာစကမ်းလေးရောက်လို့ရှင်ပလွေလေးတွေနဲ့မို့ပြီးတော့မှသူကဒီအမောအမောပြေတာပေါ့အမောပြေကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီ ရန်ကုန်စစ်ကမ်းမှာရောက်တော့အဲ့ဒီအချိန်တုန်းကဟိုးအနောက်နိုင်ငံကဟိုတူရကီကုန်တယ်တွေပေါ့နော်တူရကီကုန်တယ်တွေကရန်ကုန်စစ်ကမ်းတန်လင်းစစ်ကမ်းမှာလာရောက်ပြီးတော့မှဒီကုန်တယ်ရေးစခန်းဖွင့်တော့ဒီကျွန်တော်တို့ပို့တိုင်းသားတွေကဝန်တင်သွားတွေနဲ့သွားတဲ့အချိန်မှာအဲ့မှာသွားပြီးတော့ကုန်တယ်ကြတာပေါ့နော်ကုန်တယ်ရောင်းဝယ်ကြတယ်ဒီပို့တိုင်းသားတွေပါလာတဲ့ပလွေလေးတွေပေါ့ပလွေလေးတွေသွားနားထောင်ရင်းနဲ့ဩအနောက်တိုင်းကပုံကိုယ်တွေကပြောလဲဆိုတော့အေးပို့တိုင်းသားတွေကဒီလိုပလွေလေးတွေ တုံးလို့ရှင်အများကြီးဒီတိုင်းဟိုဒီပစက်နဲ့အဆုံနဲ့မှုန့်လို့ရှင်ဒါကျမကြီးထိခိုက်နိုင်တယ်ပေါ့သူ့ရဲ့တန်စင်အတိုင်းကိုသူကအနောက်နိုင်ငံကပုံကိုတွေကကဲကျွန်တော်တို့ဟိုလက်လက်နဲ့ဟိုလေလေကရိယာကိုလုပ်ပေးမယ်ဆိုပြီးမှမယ်သူတို့ကဒီဒီဟိုသူ့ရဲ့အခြေခံဒီပလူအခြေခံယူပြီးတော့မှဟိုအနောက်နိုင်ငံကပုံကိုတွေကဒါထွင်ပေးတာပေါ့နော်ထွင်ပြီးတော့ပြန်လာတဲ့အချိန်မှာဒါပို့တိုင်းသားတွေကိုဒါဩဒါခင်ဗျားတို့လက်ဆောင်ပေးတယ်ဒီလိုပုံစံလုပ်ပါဆိုပြီးမှ လုံလိုက်တယ်။ဒါပေမဲ့ထူးခြားတာတစ်ခုကတော့ဒီပိုးတိုင်းသားများသူ့ရဲ့တန်စင်ပေါ့နော်။သူ့ရဲ့အခုကျွန်တော်တို့ခိုင်လက်ဆွဲပါကြတို့ဘလွေတို့မဟုတ်တဲ့တန်စင်ဆွဲတဲ့တန်စင်ကဘယ်တိုင်းသားမှမရှိတာတစ်ခုပေါ့နော်။ဒါကြောင့်ဒါကကျွန်တော်တို့ရဲ့ဒီရိုးရာဟိုတူရီယာတစ်ခုဖြစ်တယ်ဆိုတော့အကြောင်းကိုဒါလက်ဆွဲပါကြအောင်ကျွန်တော်ဒါပြောပြအချင်းဖြစ်ပါတယ်ခင်ဗျဟုတ်ဟိုဟန်လန် คึกนอนเนี่ยทำไมเอออาหารตะเลงข้าอยู่นวังรูนเนี่ยเนื้อเนนอนีพนังพระราเนี่ยเสียงคุยอัมซาทะลุซาในกองร้องดมช่องหน้าตะนาวกะเลทม นอยู่เนาทาองค์อำปองเฮาเออนอหอมท่าทางต่อมท่าเนาตะนาห้ำปงรอในอยู่เนาทอสะวังติคา ถือชื่อนาราก้อยแค่ล้ำเนี่ยเอ้ยในเด่นสีลาตวงก้อยเละมี นสิงปังตันปีตะนาโตโทท่านเออฮันสะเลงตันตะกรุกนาเนหามไยเออมู နေဝန်လန်းတချောင်ပီနော်ဒန်ဟာလောင်းနေနီချို့တမဟောင်းယူတာအာဒီဦးလေးဟိုတီဆိုသွားတဲ့ကျွန်တော်တို့ဒါဟိုကြေးလက်တေးသွားလေးပေါ့နော်ကြေးလက်တေးသွားဆိုတော့ကျွန်တော်တို့ပို့တိုင်းသားတွေဟာဘယ်အလို့ကုန်မဆိုစိတ်ပါဝင်စားမှုရှိအောင်လို့တော့တေးသွားတွေတီဖွဲ့ပြီးတော့မှ ကာယနဗီတွေနဲ့ဒီဖွဲ့ပြီးတော့ဆိုလေးရှိတာပေါ့နော်ဒီလိုလက်ဆွဲပါကြခါယာလို့ခေါ်လဲလက်ဆွဲပါကြနဲ့တွဲပြီးတော့မှတန်စီညင်းအောင်ဟိုအဲ့လိုမျိုးဒီကုန်းပြီးတော့ဟိုဒီဆိုလေးရှိပါတယ်ခုနကဒီဦးလေးဆိုသွားတဲ့ဒီသေးသွားလေးကတော့ကျွန်တော်တို့ဘိုးတိုင်းသားတွေဟာတောင်ပေါ်ဒီသားမှာနေတဲ့ဘိုးတိုင်းသားတွေဟာတနက်ဖက်လုပ်ငန်းလုပ်တဲ့အကြောင်းပေါ့ တနက်ဖက်လုပ်ငန်းကိုဟိုမျိုးစိတ်ချကတဲ့ဒေကနဲ့ပြီးတော့မှဟိုခူးပြီးတော့လော်တဲ့အထိအကြောင်းဖြစ်ပါတယ်။သူကတော့ဒီတပေါင်းလအဲတပေါင်းတပေါင်းတကူးမှကျတော့ဒါတပေါင်းလကျတော့မြေဆွတယ်ပေါ့မြေဆွပြီးတော့မျိုးစိတ်ချတယ် အဲ့ဒီမျိုးစစ်ချတဲ့နေရာတွေကိုဟိုဝါလေးတွေနဲ့သွားအမတ်သားနေရာတွေသွားပြီးတော့စိုက်ရတာဗောနော်ပြီးတော့သူကယာဒီတွေပြောင်းလဲလာတဲ့အချိန်မှာအပင်လေးတွေပေါက်လာတယ်အပင်ပေါက်ပြီးတော့ကြီးထွားလာတယ်ဗောကြီးလာလို့အရွက်လေးတွေဟိုဖြိုင်သွားပြီဆိုရင်ဒါခူးပြီးတော့မှကျွန်တော်တို့တနက်ဖက်လော်တာဗောတနက်ဖက်ဆိုတာကကျွန်တော်တို့ဆေးလိတ်လိတ်တဲ့တနက်ဖက်ကိုဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီကျွန်တော်ဦးလေးဒီဆိုသွားတဲ့ဒီသွားလေးရတော့အဲ့ဒီ ตนะเพชรโรงงานลงนี่แหละดาาจังเลยพี่บาเลยครัี่ย